်မင်္ဂလာပါရှင်ခေတ္တတရင်ဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရောက်ပြီမျိုးနဲ့လေးကိတ်ကော်သူဝင်ရောက်လာတော့စစ်တပ်စစ်ကြောင်းအထိနာပြီးနောက်လက်နက်ခဲယံအများအပြားသိမ်းဆည်းရရှိစစ်တပ်ကအင်အားထပ်မံတိုးမြှင့်ပြီးစစ်ကြောင်းထိုးလာပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကရင်ပြည်နယ်မြဝတီမြို့နယ်လေးကိတ်ကော်မြို့တက်တို့ဝင်ရောက်လာတော့အကြံဖက်စစ်တပ်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်လျက်ရှိရာစစ်တပ်ဘက်မှအထိနာသွားပြီးနောက်လက်နက်ခဲယံအများပြသိမ်းဆည်းရရှိခဲ့ကြောင်း ခရင်စည်ရေးတရင်ရင်မြစ်ဤပြောဆိုချက်နှင့်ကျက်တင်းနဲ့စစ်ကြောင်းဤထုတ်ပြန်ချက်အရသိရှိရပါသည်စက်တင်ဘာလ22ရက်နေ့မှစ၍ယနေ့အချိန်ထိ၄ခေတ်ကော်မြူတီပတ်တို့အကြံဖတ်စစ်တပ်နှင့် BGF တပ်များပူးပေါင်းပြီးစစ်ကြောင်းတုံးကြောင်းဖြင့်ဝင်ရောက်လာခဲ့ရာရတေးကူကျော်ဝါဘိုးထောင်ပေါ်သို့ရောက်ရှိလာသောအကြံဖတ်စစ်တပ်စစ်ကြောင်းမှမိုင်းကွင်းအတွင်ချုံဝင်သွားပြီးတော်လရေးပူးပေါင်းတပ်ဖွဲ့ဝင်များဤပိတ်ဆို့တိုက်ခိုက်မှုကြောင့်စစ်သားအများပြားထိဆုံးကရုံးလောင်းများစွာကျန်ရှိနေကြောင်းသိရပါသည် မြောက်ပရီမျိုးနဲ့ရတေကူမင်းလက်ပံဖလူကျေးရွာများဘက်သို့အင်အားအလုံးရင်ဖြင့်ဝင်ရောက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ချေမှုန်ခဲ့ရာစစ်သားများပြတ်သေးဆုံးပြီးလက်နက်ခရံအများပြတ်သိမ်းဆီးရရှိခဲ့ကြောင်းချက်တဲ့စစ်ကြောင်းကထုတ်ပြန်ပါတယ်။အော်တိုဘတ်32ရက်နေ့ကမြောက်ပရီမျိုးနဲ့ရတေကူကျေးရွာမင်းလက်ပံကျေးရွာနှင့်ဖလူကျေးရွာတို့ဘက်သို့ဝင်ရောက်လာသောအကြမ်းဖက်စစ်ကောင်စီ၏တပ်မဟာ20လက်အောက်ခံစစ်ကြောင်းကိုတွလန်ရေးပူပေါင်းတပ်ဖွဲ့ကအချင်းချင်းဖြတ်တောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ထို့သောတိုက်ခိုက်မှုများအတွင်အစံဖက်စစ်သားအများပြားသိဆုံးကထိခိုက်ဒဏ်ရာရရှိသူများစစ်တုံးပန်းများထွက်ပြေးအလင်းဝင်လာသူများရှိခဲ့ကြောင်းထို့ပြင်လက်နက်ခဲယံအမြောက်များကိုလည်းတင်ပတ်ရရှိခဲ့ကြောင်းသိရပါတယ်ရှင်းတိုက်ပွဲအတွင်းအကြံဖက်စစ်ကောင်စီတပ်ဖက်မှနီးပညာမြင့်ချုံများလက်နက်ကြီးပစ်ကူများတာဝေးပစ်တုံးကြီးများမစ်ဆိုင်အပြင်လေကြောင်းများဖြင့်လည်းပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အခုစစ်တပ်ကစစ်ကားတွေနဲ့အင်အားတွေထပ်တိုးဖြစ်ပြီးစစ်ကြောင်းထိုးလာတဲ့ လူတို့အတော်ပေါ်နေပုံပဲတိရတလောက်တော့စစ်မှုရန်တပ်သားတွေတော်တော်သုံးနေဘလောက်တည်တည်ရှေ့ဆက်တိုးပြီးလူသက်တွေကိုဖြုံးနေတယ်ဟုကရင်စစ်ရေးတရင်ရင်းမြက်ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို KNU KNL ဦးဆောင်သောဗျူဟာ32စက်တင်နဲ့စစ်ကြောင်း Cobra စစ်ကြောင်း Vinon စစ်ကြောင်းနဲ့ Justice Soldier တပ်ဖွဲ့တို့ပါဝင်သည့်တော်လန်ရေးတပ်ဖွဲ့ကကြာဖြတ်ကအချိန်ချင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ် ပြည်သူများအနေဖြင့်အကြံဖက်စစ်ကော်မရှင်၏ထူးရောက်ရွေးကောက်ပွဲကိုဖူပေါင်းပါဝင်ခြင်းမပြုရန်နှင့်တော်လရေးတပ်ဖွဲ့များအနေဖြင့်အာဏာရှင်ဖက်စစ်စစ်တပ်အမြင့်ပြတ်သည့်အထိတိုက်ခိုက်ချင်းမုံသွားမည်ဖြစ်ကြောင်းကြက်တင်နဲ့စစ်ကြောင်းကတိုက်တွန်းထုတ်ပြန်ထားပါသည်။ဆက်လက်ပြီးမယန်းကုန်းဆွေတော်မြလန်ရှိရဲစခန်းကိုရန်ကုန်ပြောက်ကြားတပ်ဖွဲ့ဖုံးဖောက်ခွဲတိုက်ခိုက်စစ်ကောင်စီတပ်ဖွဲ့ဝင်၉ဦးသေဆုံးတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ရန်ကုန်မယန်းကုန်းမြို့နယ်၅ရပ်ကွက်ဆွေတော်မြလန်ရှိမယန်းကုန်းမြို့မှရဲစခန်းကိုရန်ကုန် EUG အဖွဲ့ကယနေ့ နိုဝင်ဘာ3ရက်မနက်9နာရီတွင်ဘုံဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့တေဆုံးထိခိုက်မှုရှိနိုင်ကြောင်းသတင်းရရှိပါရယ်။အဝေးထိန်းနဲ့ဖောက်ခွဲခဲ့တာပေါ့။ပောက်ကွဲတာကစစ်ခွေးတွေရှိနေတဲ့နေရာမှာပဲပောက်သွားတာဆိုတော့ထိခိုက်တေဆုံးမှုတိကျပေါက်ရှိနိုင်တယ်။ကျွန်တော်တို့ထပ်ရတဲ့သတင်းက9ရောက်သေးတယ်လို့သိရတယ်ဟုရန်ကုန် EUG အဖွဲ့ဝင်ကသတင်းဌာနကိုပြောကြားပါရယ်။မရန်ကုန်မြို့မှာရဲစခန်းတွင်ရန်နေနဲ့နက်ကပောက်ကွဲမှုမရှိကြောင်းရဲစခန်းမှာရဲတပ်သားတအုပ်ကသတင်းဌာနကိုဖုံးပြဖြေကြားပါရယ်။ ဖောက်ခွဲတိုက်ခိုက်မှုကြောင့်အကြံဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တိစုံမှုရှိမရှိကိုရန်ကုန်ခေတ်အနေနဲ့တရားအတည်ပြုနိုင်ရန်စူးစမ်းဆောင်ဆန်းလျက်ရှိပါတယ်။ဆက်လက်ပြီးကုလသမဂ္ဂကဥဝင်းညင်းနဲ့ဒေါအောင်ဆန်းစုကြည်ကိုမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရခေါင်းဆောင်ဆက်ရက်မှဆက်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကုလသမဂ္ဂရဲ့နိုင်ငံတော်အကြီးအကဲများအစိုးရအဖွဲ့ခေါင်းဆောင်များနဲ့နိုင်ငံခြားရေးဝန်ကြီးများဆိုင်ရာနောက်ဆုံးထုတ်ပြန်တဲ့အောက်တိုဘာ29ရက်နေ့ဆွဲပါဆက်ရက်ဟာမြန်မာနိုင်ငံအသီးသီးရဲ့ဘဲအစိုးရကို ဥလာသမဂ္ဂကတရားဝင်အဖြစ်အတိမတ်ပြုတယ်ဆိုတဲ့အဓိကတန်တမန်ရေးရအညွန်ကိန်းတစ်ခုဖြစ်ပါတယ်။အဲ့ဒီစာရင်းရဲ့စာမျက်နှာ30မှာမြန်မာနိုင်ငံအတွက်အခုလိုဖော်ပြထားတာပါ။ဥလာသမဂ္ဂကသူတို့ရဲ့တရားဝင်နိုင်ငံခေါင်းဆောင်များဆက်ရက်မှာဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သမရဦးဝင်းမင်းနဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကမြန်မာနိုင်ငံရဲ့တရားဝင်ခေါင်းဆောင်တွေအဖြစ်ဆက်လက်ဖော်ပြထားတာကိုတွေ့ရပါတယ်။ကုလသမဂ္ဂရဲ့နိုင်ငံတော်အကြီးအကဲများအစိုးရအဖွဲ့ခေါင်းဆောင်များနဲ့ နိုင်ငံသားရေးဝန်ကြီးများဆိုင်ရာနောက်ဆုံးထုတ်ပြန်တဲ့အောက်တိုဘာ29ရက်နေ့စွဲပါဆိုင်ရင်ဟာကမ္ဘာနိုင်ငံအသီးသီးရဲ့ဘယ်အစိုးရကိုကုလသမဂ္ဂကတရားဝင်အဖြစ်အတိအမှတ်ပြုတယ်ဆိုတဲ့အဓိကတန်တမာရေးရအညွန်ကိန်းတစ်ခုဖြစ်ပါတယ်။အဲ့ဒီဆိုင်ရင်ရဲ့စာမျက်နှာ30မှာမြန်မာနိုင်ငံအတွက်အခုလိုဖော်ပြထားတာပါ။ကိုကိုကိုယာယီသမရအဖြစ်သတ်မှတ်ထားတဲ့အာနာသိန်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့နာမည်နဲ့ယာတုကိုဒီဆိုင်ရင်မှာလုံးဝထည့်သွင်းဖော်ပြထားတာမရှိပါဘူး။လရှိကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်ဦးကျော်မိုးထွန်းကိုထားရှိထားပြီး သူဟာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုသာထောက်ခံကြောင်းကုလသမဂ္ဂမှတရားဝင်ပြောကြားခဲ့ပါတယ်။ဒါပြင်စစ်ကော်မရှင်ကသူတို့ရဲ့အုပ်ချုပ်မှုကိုတရားဝင်ဖြစ်စေဖို့ရွေးကောက်ပွဲတစ်ခုကျင်းပဖို့ကြိုးပမ်းနေချိန်မှာပဲကုလသမဂ္ဂရဲ့အကြီးအကဲကိုယ်တိုင်ကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။မကြာသေးခင်ကကွာလာလံပူမြို့မှာလုပ်ခဲ့တဲ့ ASEAN ထိပ်သီးအစည်းအဝေးမှာကုလသမဂ္ဂအထွေထွေအတွင်ရေးမှူးချုပ်အန်တိုနီရိုဂူတာရက်စ်ကဒီရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတလိုက်မယ်လို့ဘယ်သူမှယုံကြည်မှမဟုတ်ဘူးလို့တရားဝင်ပြောခဲ့တာပါ။ ဂျပန်မှာလည်းကုလသမဂ္ဂကနိုင်ငံခေါင်းဆောင်တွေအဖြစ်အသိအမှတ်ပြုထားတဲ့သမရဦးဝင်းမြင့်နဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ဟာစစ်ကော်မရှင်ရဲ့မတရားဆွဲဆိုမှုတွေနဲ့နှိရှေထောင်ဒဏ်တွေချမှတ်ခံထားရဆဲဖြစ်ပါတယ်။ကုလသမဂ္ဂနဲ့အာဆီယံအထူးကိုယ်စားလှယ်တို့ကဒေါ်အောင်ဆန်းစုကြည်နဲ့တွဲဆုံခွင့်ပြုဖို့အချိန်ချင်းတောင်းဆိုခဲ့ပေမဲ့စစ်ကော်မရှင်ဘက်ကဒီနေ့အထိခွင့်မပြုခဲ့ပါဘူး။ဆက်လက်ပြီးမြန်မာစစ်တပ်အတွက်ဒေါ်လာတန်ရပေါင်းများစွာဝင်ငွေရှာဖွေပေးနေသော MOEG နဲ့အလုံးလုံးနေသည့်နိုင်ငံတကာရေနံကုမ္ပဏီကြီးများကို အရေးယူရန် GFN ကချက်မှန်တိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မြန်မာအကြမ်းဖက်စစ်တပ်အတွက်အမေရိကန်ဒေါ်လာတန်းရာပေါင်းများစွာဝင်ငွေရှာဖွေပေးနေတဲ့မြန်မာရေနံနဲ့တဘာဝတက်ငွေလုပ်ငန်း MOEG နဲ့အလုပ်လုပ်နေသည့်နိုင်ငံတကာရေနံကုမ္ပဏီကြီးများကိုအရေးယူရန် Justice for Myanmar GFN ကထပ်မံတိုက်တွန်းတောင်းဆိုထားပါတယ်။ပြည်ထရှပင်းလေရချာပိုင်နေမြများတွင်အခြေဆိုင်သည့်ရေနံကုမ္ပဏီများသည့်မြန်မာစစ်တပ်၏2021ခုနှစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းတရားမဝင်စစ်အုပ်စုအတွက်အခွန်ဝင်ငွေ အမေရိကန်ဒေါ်လာတန်ရာပေါင်းများစွာကိုရရှိစေခဲ့ပြီး UK တန်ခတ်ပိတ်ဆို့မှုများအပေါ်တန်တရားဖြစ်ဖွယ်ချိုးဖောက်မှုများပြုလုပ်ခဲ့ကြောင်းရှင်းကုမ္ပဏီများတွင်စေုပ်စုထိန်းချုပ်ထားသောမြမရေနံနှင့်သဘာဝတန်ငွေလုပ်ငန်း MOEG နှင့် Thai Swan In Company ကြီး PPT Exploration and Production Public Company Limited PTT EP တို့အကြရှိဖက်ဆက်ကုမ္ပဏီနှစ်ခုလည်းပါဝင်ကြောင်းအဆိုပါကုမ္ပဏီများအကြောင်း Justice for Myanmar ကအာဏာပိုင်များထံအသိပေးအကြောင်းကြားပြီးနောက်၁၈လကြာသည့်အထိ ယခုချိန်အထိရင်းကုမ္ပဏီများကိုဖီတရှပင်လယ်ရခြားပိုင်နယ်မြေများအတွင်ဆက်လက်လည်ပတ်ရည်နေစေဖြစ်ကြောင်း GFN ကထောက်ပြပြောဆိုပါတယ်။ MOEG ကမြန်မာစစ်အုပ်စုအတွက်တခုတည်းသောအကြီးဆုံးနိုင်ငံချောင်းဝင်ဝင်ရင်းမြစ်တစ်ခုဖြစ်ပြီးပြည်သူများအပေါ်ကျူးလွန်လျက်ရှိသည့်စစ်ရဲစစ်ပွဲမှုများလှုပ်ဆောင်နိုင်ရန်လေရင်စီနှင့်စစ်လက်နက်ဗန္နာငွေထောက်ပံ့လျက်ရှိကြောင်းဘာမြူတာနှင့်ကေမန်ကျွန်းစုများအာဏာပိုင်များအနေဖြင့်အဆိုပါရေနယ်ကုမ္ပဏီများကိုစုံစမ်းစစ်ဆေးခြင်းကျူးလွန်မှုများအတွက်အရေးယူတာဝန်ခံစီခြင်းနဲ့ မိမိတို့အာဏာပိုင်နေမြများအတွင်ဆေးဥစုစီးပွားရေးများကိုအဆုံးသက်ခြင်းများလှုပ်ဆောင်ခြင်းဖြင့် UK တန်ခတ်ပိတ်ဆို့မှုများကိုအပြေးအဝအသက်သွင်းလှုပ်ဆောင်ရမည်ဖြစ်ကြောင်း GFN ကဆိုပါတယ် Justice for Myanmar အနေဖြင့် UK အစိုးရ၏မြန်မာနိုင်ငံအပေါ်တန်ခတ်ပိတ်ဆို့မှုပြဋ္ဌာန်းချက်2021ခုနှစ်၎င်းမှထက်ဆင့်မြန်မာတန်ခတ်ပိတ်ဆို့မှုဆိုင်ရာပင်လယ်ရခြားပိုင်နေမြများအမိတ်2021တို့ကိုချမှတ်ခဲ့ကြောင်းတရံစာသားဖြစ်ပွဲချိုးဖောက်မှုများအပေါ်မှတ်တမ်းပြုထားသောအသေးစိတ်အထောက်အထားများပါရှိသည့် ဥပဒေကြောင်းဆိုင်ရာတိုင်ကြားချက်တရက်အားကေမန်ကျွန်းစုများနှင့်ဘာမျူတာအစိုးရများထံ2024ခုနှစ်ဧပြီလက GFN ကတင်သွင်းတိုင်ကြားခဲ့ကြောင်းသိရပါတယ်။ Justice for Myanmar သည်မြန်မာနိုင်ငံ၏အကြီးမားဆုံးနှင့်အကျိုးအမြတ်အများဆုံးကမ်းလွန်ဓာတ်ငွေတူးဖော်ရေးအကွက်အချို့မှဓာတ်ငွေများကိုတူးဖော်သေးယူပို့ဆောင်နေသည့်ကုမ္ပဏီများအားတန်ခတ်ပိတ်ဆို့အရေးယူမှုစီးမြင်များချိုးဖောက်မှုရှိသည်ဟုတန်တရားဖြစ်ပွဲအကြောင်းများနှင့်ကေမန်ကျွန်းစုများနှင့်ဘာမျူတာအာဏာပိုင်များထံသို့ GFN ကတိုင်ကြားခဲ့ကြောင်းသိရပါတယ်။ရှင်းကုမ္ပဏီများတွင် PTTEP Offshore Investment Company Limited PTTEPO သည် ထိုင်းအများပိုင်နှင့်အစိုးရတစိုက်တစ်ပိုင်းပိုင် PTTEP ၏ကုမ္ပဏီခွဲတစ်ခုဖြစ်ကြောင်းခေမှန်ကျွန်းစုများတွင်မှတ်ပုံတင်ထားသည့် PTTEPO သည်ဗီတရှပင်လယ်ရခြားပိုင်နေမြများတွင် MOEG နှင့်အနည်းဆုံးဖက်ဆက်လုပ်ငန်းနှစ်ခုတွင်ညှပြသောရင်းနှီးမြှုပ်နှံမှုများကိုပိုင်ဆိုင်ထားကြောင်းသိရပါသည် PTTEPO ၏ဖက်ဆက်လုပ်ငန်းတစ်ခုမှာခေမှန်ကျွန်းစုများတွင်မှတ်ပုံတင်ထားသည့် Adman Transportation Limited ATL ဖြစ်ပြီးဇော်တိကစီမံကိန်းကမ်းလွန်လုပ်ကွမ်း M9 နဲ့ M11 မှတဘာဝတုံးငွေများကိုထိုင်းနိုင်ငံသို့တည်ယူပို့ဆောင်ပေးကြောင်း ATL ကုမ္ပဏီကို PTTEPO က80ရာခိုင်နှုန်းနဲ့ MOEG က20ရာခိုင်နှုန်းပိုင်ဆိုင်ကြောင်းလရှိ ALD ကုမ္ပဏီတွင် MOEG ကိုစားပြုဖို့အဖွဲ့ဝင်ဒါရိုက်တာ2ဦးပါဝင်နေပြီးတဦးသည် MOEG ၏ဗန္ဓာရေးဌာန၏ဒါရိုက်တာဖြစ်ပြီး နောက်တဦးသည်စီမံကိန်းဌာန၏ဒါရိုက်တာဖြစ်ကြောင်းသိရပါသည် PTTEPO ၏ နောက်ဖက်ဆက်ကုမ္ပဏီတစ်ခုမှဘာမျူတာတွင်မှတ်ပုံတင်ထားသည့်မုတ်တမာဂက်စ်ထရန်စပိုတေးရှင်းကုမ္ပဏီလီမိတက် MGTC ဖြစ်ပြီးရတနာစီမံကိန်းကမ်းလွန်လုပ်ကွက် M5 နှင့် M6 မှတဘာဝတငွေများကိုထိုင်းနိုင်ငံအတွင်းသို့တည်ယူပို့ဆောင်သည့်ပိုက်လိုင်းအားကြီးကျက်လုပ်ကိုင်သည့်ကုမ္ပဏီဖြစ်ကြောင်း MGTC ကို PTT EPO က63ရာခိုင်နှုန်းပိုက်ဆိုင်ပြီး MOGE က38ရာခိုင်နှုန်းပိုက်ဆိုင်ကြောင်း MOEG ကိုစာပြုဒါရိုက်တာနှစ်ဦးလည်းပါဝင်နေကြောင်းသိရှိရပါသည် ကျမတို့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်